ားလုံးပဲမင်္ဂလာပါမြန်ခရစ်တောနေကျေးဇူးပါတယ်ကျွန်တော်ဒီဘုရမှာတော့ Binance ကနေပြီးတော့ပေးတဲ့ reward တွေကိုဘယ်လိုမျိုးယူရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Binance ကနေပြီးတော့ reward တွေပေးရင် token voucher တွေပေးလို့ရှိပါတယ်အဲ့ဒီ token voucher တွေဆိုရင်ကျွန်တော်တို့က reward hub ဆိုတဲ့အထက်မှာသွားပြီးတော့ယူရတယ်ပေါ့နော်ဘယ်နှမှာရှိလဲဆိုတော့ home တက်ထဲမှာပဲပေါ့နော် mall ဆိုတဲ့ထဲမှာပါတယ် mall ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီထဲမှာ give and campaign ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာပါတယ်ပေါ့နော် give and campaign ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာ reward hub ဆိုပြီးတော့ပါတယ်ဒီမှာစုတစိပုံလေးနဲ့ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့ search ကနေပြီးတော့ reward hack ဆိုပြီးတော့ရိုက်ရှာလိုက်လို့လည်းရတယ်ဒါဆိုရင် reward hack ကိုတွေ့လိမ့်မယ်ဘယ်ကပဲသွားသွားအတူတူပဲပေါ့နော်ကျွန်တော်အမြဲပြောလို့ရှိတယ် Binance နဲ့ပတ်သက်တဲ့ function တွေ Binance နဲ့ပတ်သက်တဲ့ feature တွေအကုန်လုံးကိုရှာကျင်နေဆိုရင် home name က mall ဆိုတာလေးကိုလာနှိပ်လိုက် mall ထဲမှာ Binance နဲ့ပတ်သက်တာအကုန်ရှိတယ်ပေါ့နော် Binance မှာလုံးလို့ရတာမှန်သမျှကို Moray မှာအကုန်ပါတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာလာကြည့်ရင်ရပြီအဲ့တော့ ကျွန်တော် given campaign ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာ reward hub ဆိုတာလေးကိုတွားမယ်ပေါ့နော် reward hub ကိုရောက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ reward shop နဲ့ mind voucher ဆိုပြီးတော့နှစ်ခုရှိရတယ်။ဒီက mind voucher ဆိုတဲ့ဘက်မှာ voucher လေးတစ်ခုရှိနေရမယ်ပေါ့နော်။အဲ့တော့ mind voucher ဆိုတာလေးကိုနှိပ်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ token voucher တစ်ခုရှိနေတယ်။အဲ့တော့ voucher အမျိုးအစားတွေကအမျိုးမျိုးရှိတယ်။ token voucher ဆိုရင်ကျွန်တော်တို့ဒါကိုဘာပဲလုပ်လို့လုပ်လို့ရတယ်။ spot wallet ထဲကိုရောက်လာမှာဖြစ်ပါတယ်။ ဒီ fee rebate တို့ပါတော့ voucher တွေရှိသေးရပါတော့ trading fee အတွက်ပေးတဲ့ voucher တွေရှိတယ်ဒီ voucher တွေဆိုရင်တော့ကျွန်တော်တို့က trading လုပ်တဲ့အချိန်မှာပေးရတဲ့ fees ကိုပဲအဲ့ဒီ voucher တွေကဖြတ်မှာဖြစ်ပါတယ်ဒီ token voucher ဆိုမှကိုတကယ်ရတာပါတော့ဒါလေးတစ်ခုကိုလည်းသိထားဖို့လိုတယ်ဒါမျိုး claim မှုဆိုတာကရှေ့တစ်ခေါက်တုန်းကကျွန်တော်တို့ငလင်အတွက်ပေးသွားတဲ့ reward တွေဆိုရင်လည်းဒါမျိုး claim ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါငလင်အတွက် voucher ရောက်မလာသေးဘူးပေါ့နော်ဒီ token voucher 4ဒေါ်လာကမနေ့ကဒီ new year campaign အတွက် fast deposit နဲ့ fast rate လောက်လိုက်တဲ့အတွက်ဒါရတဲ့၄ဒေါ်လာဖြစ်ပါတယ်။ဘလိုပဲ claim claim အတူတူပဲပေါ့နော်ဒါကြောင့်ဒီ video လေးလုတ်ပေးရဖြစ်ပါတယ်။ပြီးရင်တော့ use ဆိုတာလေးကိုနှိပ်ရမယ်။ဒီမှာတစ်ချက်သိထားဖို့ကဒီ voucher ကိုကျွန်တော်တို့တွေက17ရက်နေ့9လပိုင်း17ရက်နေ့နောက်ဆုံးထားပြီးတော့ claim ပေးရမှာဖြစ်ပါတယ်။အကယ်၍သာဒီရက်မှာကျွန်တော်တို့မ claim ဘူးဆိုရင်တော့ voucher က expire ဖြစ်သွားမယ်။အဲ့တော့ဒီရက်အတွင်းမှာတေချာပေါ့ claim မရမှာဖြစ်ပါတယ်။အဲ့တော့ use ဆိုတာလေးကိုနှိပ်လိုက်ပြီးပြီဆိုရင်ဒီ reward ကိုသုံးပါလားဗောနော use reward ဆိုတာလေးကိုနှိပ်လိုက် ဒါဆိုရင်ကျွန်တော် wallet ထဲကို၄ဒေါ်လာရောက်လာပြီဖြစ်ပါတယ်။ကိုယ့်ရဲ့ spot wallet ထဲမှာသွားကြည့်လိုက်ရင် 4FT USD ဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒါပါပဲ။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီ spot wallet ထဲကိုရောက်ပြီပေါ့နော်။ SSD က spot wallet ထဲမှာခုနကကလင်းလိုက်တဲ့10ဒေါ်လာရောက်နေပြီဖြစ်ပါတယ် FT USD အနေနဲ့ရောက်တာဖြစ်ပါတယ်8ဒေါ်လာရောက်နေပြီပေါ့နော်ဒီမှာလဲ distribution မှာ44ဆိုပြီးတော့နှစ်ခုပြနေပြီအဲ့တော့ဒါဆိုရင်တော့ဘယ်မှာသွားကြည့်ရမလဲဆိုတာကိုလည်းသိမယ်လို့မျှော်လင့်ပါတယ် ကိုကလိမ်မီတာပေါင်ချာတွေကိုပြန်ကြည့်ကျင်တယ်ဆိုရင်တော့ past tense မှာသွားကြည့်လို့ရတယ် past tense မှာဆိုရင်ဒါကျွန်တော်တို့ရထားတဲ့ reward ပေါင်ချာတွေကိုမြင်ရမှာဖြစ်ပါတယ်โอเคပါဒါဆိုရင်တော့ video လေးကိုဆက်တည်ကြည့်ပြတဲ့ကျေးဇူးတင်ပါတယ် binance ကပေးတဲ့ reward ပေါင်ချာတွေကိုဘယ်လိုမျိုးယူရမလဲဆိုတာကိုသိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ချပါမယ်ခင်ဗျာအားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျာ